ဒီကျမ်းဖက်စစ်ကောင်စီကိုတွန်းလှန်တော်လှန်တဲ့နေရာမှာမလိုအပ်ပဲနဲ့အရန်ရှည်ကြနေတဲ့ခကြီးကိုကျမတို့ရှောက်နေရတယ်လို့ကျမတို့သုံးသပ်မိတယ်ကျမတို့အမျိုးသမီးတွေကတစ်ဖက်မှာစစ်အာဏာရှင်လည်းတော်လှန်တယ်လို့တစ်ဖက်မှာလည်းဒီ patriarchy စနစ်ကိုတော်လှန်နေတာကျမတို့အမျိုးသမီးတွေအဲ့လိုပဲနှစ်ခုကိုလုံနေရတယ်ပေါ့နော်တခြားပုံမှန်လူတွေထက်စားလို့ရှိရင်အဲ့လိုမျိုးလုံနေရတယ်နောက်တစ်ခုကကျမတို့ဌာနေတိုင်းရင်းသားဥမာလူမျိုးနွယ်စုငယ်တွေဆိုလို့ရှိရင်လည်းထိုနည်း၎င်းပဲ ဆက်အာနာရှင်ကိုလည်းတော်လာနေပြီးလို့ရှိရင်ဒီမှာလူမျိုးကြီးဝါရကိုချုပ်ငိမ့်ဖို့အတွက်ကိုလည်းကျမတို့သွန်းလန်တိုက်ပွဲဝင်နေရတဲ့အခြေအနေဖြစ်တယ်ဆိုတော့ကျမတို့ဆက်ပြီးတော့သွန်းလန်ရမှာပဲအကုန်လုံးစုစည်းနိုင်မဲ့ platform ကိုကျမတို့တွေဘသူမှလာလို့ပေးမှာမဟုတ်ကိုယ်တွေချင်းချင်းပဲပေါ့နော်လောလောဆယ်မှာအောင်ဆောင်လုပ်နေတဲ့လူတွေအချင်းချင်းခုနပြောသလိုပဲဘုံကြီးမှန်းချက်တူညီတယ်ဆိုလို့ရှိရင်တော့ လောက်ဆောင်ပုံစံကျမတို့မတူရင်တော့မှကျမတို့စုစည်းလို့ရတယ်လေနော်ဘုံရီမှန်းချက်မတူမှသာကျမတို့စုစည်းဖို့အတွက်ကခက်မှာဖြစ်တယ်ပေါ့နော်ဆိုတော့အကုန်လုံးပါဝင်တဲ့စုရက်တစ်ခုနဲ့ platform တစ်ခုဖြစ်လာဖို့ကဒီအခုလောလောဆယ်ခေါင်းဆောင်ပိုင်းတွေမှာတာဝန်ယူနေတဲ့လူတွေကဒါကိုအဓိကထားပြီးလုပ်ရတယ်ဥပမာကိုယ့်ရဲ့တခြားတခြားတော့ mandate တွေကိုပဲအရင်ကင်ဆွဲနေရမယ့်အချိန်မဟုတ်တော့ဘူးလို့တော့ကျမပြောချင်တယ်အကုန်လုံးကိုဘ누구မှခြံမထားခဲ့တဲ့စနစ်နဲ့စုစည်းနိုင်တဲ့ရန်တရားတစ်ခု တယ်ပေါ်လာဖို့အရန်ကိုလိုအပ်ပါတယ်လို့မိဘပြည်သူများအားလုံးပဲမင်္ဂလာပါရှင်။ The Gallatin Post ရဲ့ Youth and Women Affairs Program နဲ့ပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရယ်။ဒီတစ်ပတ် interview အစီအစဉ်မှာတော့ကုကီအမျိုးသမီးများဆိုင်ရာလူအခွင့်အရေးအစည်းအရုံးရဲ့အတွေ့အမြင်ဆရာမဘွိုင်းနူးကိုဖိတ်ခေါ်ထားပါရယ်။မင်္ဂလာပါဆရာမ။ အင်္ဂလာပါဆရာမကြီးဟုတ်ကဲ့ပါအခုလိုမျိုးကျမတို့ကိုအချိန်ပေးပြီးတော့မှလာရောက်ပြီးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ရှင့်ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါဆိုတော့အာပထမအဆုံးအနေနဲ့ဒါဆီမရဲ့ဆီမရဲ့နာမည်လေးရဲ့ပြီးတော့ဆီမတို့အခု Google မြို့သမီးဆိုင်ရာပေါ့နော်လူခွင့်ရဖွဲ့စည်းအာပေချင်ကလေးကအစတင်တည်ထောင်ခဲ့လေဆိုရာရဲ့ပြီးတော့မှဘလို့ရည်ရွယ်ချက်တွေနဲ့ဖွဲ့စည်းတည်ထောင်ခဲ့လေဆိုရာလေးကိုရင်းအဆုံးအနေနဲ့မိဘပြည်သူများကိုမိတ်ဆက်ပေးပါအောင်ရှင် ုတ်ကဲ့ပါအလုံးမဲမင်္ဂလာပါကျမနာမည်ကတော့ပေါ်ရင်ငူဖြစ်ပါတယ်လက်ရှိမှာတော့ကုကီမျိုးသမားဆင်အလုတ်ခွင့်ရဲ့အစည်းအုံးမှာထွေထွေတွင်းတွင်းမှုအနေနဲ့ပါဝင်ယူထားပါတယ်ရှင်အော်ကျမတို့ကုကီမျိုးသမားဆင်အလုတ်ခွင့်ရဲ့အစည်းအုံးကရှေ့ရှေ့အရေးခင်ပြီးနောက်ဖပြေတိန့်ဆောင်လာခဲ့ကြတဲ့ကူကီအမျိုးသမီးတွေကနေစတင်ပြီးမှတက္ကရာ2000ခုနှစ်မှာစပြီးတည်ထောင်ခဲ့တဲ့ဖွဲ့ဖြစ်တယ်ပေါ့နော်။အာစတင်တည်ထောင်ရတဲ့အဓိကမျောမှန်းချက်ပေါ့နော်။မျောမှန်းချက်ကဆိုလို့ရှိရင်တော့ကျမတို့ မြန်မာပြည်ကြီးစစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့ Federal Democracy ဖြစ်ပေါ်လာဖို့ရယ်ကုကြီးသမျိုးသားလုံးဖွံ့ဖြိုးတိုးတက်ရေးနဲ့အမျိုးသမီးတွေကဥဆောင်မှုအခမ်းကဏ္ဍသေးသေးမှာပါဝင်လာရေးကိုမျှော်မှန်းပြီးမှဖွဲ့စည်းခဲ့ကြတယ်ပေါ့နော်ဆိုတော့အဲ့လိုပါပဲအာနောက်တစ်ခုကကြတော့အာဒီလိုမျှော်မှန်းချက်တွေပြည့်မည်ဖို့ဆိုရည်မှန်းချက်ပေါ့နော်ဘာလိုမျိုးတွေကျမတို့မှာရည်မှန်းချက်၃ချက်ရှိတယ်ခက်ဆက်ဆက်ပေါ့ခက်ဆက်ဆက်မှာအစိုးရဆက်ဆက် ကနေပြီးမှကူကီးလူမျိုးတွေအပေါ်မှာခြေခံလူခွင့်ရေးကိုကြဲကြဲပြန့်ပြန့်ချိုးဖောက်နေတဲ့ဟာတွေကိုအဆုံးသက်စေရေးပေါ့နော်အဲ့ဒါကိုကျမတို့ကဒီမန်းချက်ထားပါတယ်နောက်တစ်ခုကကျတော့စစ်အာဏာရှင်ဆိုရပြိုကွဲပြီးမှမြန်မာနိုင်ငံမှာစစ်မှန်တဲ့ဒီမိုကရေစီနဲ့ပြန်လည်ထူထောင်ရေးကိုဥတီဆောင်ရွက်ဖို့ဒီလိုရှိရင်တော့လူမှုနိုင်ငံရေးနယ်ပယ်တည်တည်မှာအမျိုးသမီးတွေရဲ့ပါဝင်မှုအခမ်းကဏ္ဍကိုမြင့်တင်ပြီးမှလူထုအကြမ်းမှာလူခွင့်ရေးနဲ့ပတ်သက်တဲ့ အာတိပညာတွေလူခွင့်ရနဲ့ပတ်သက်တဲ့စံတမိုးတွေမြင့်တင်လာဖို့တော့ဒီမှန်ဒီမှလှုပ်ဆောင်ကြရတဲ့ဖွဲ့ဖြစ်ပါတယ်ပေါ့နော်လက်ရှိမှာတော့ကျမတို့စတင်အဖွဲ့စည်းတဲ့အချိန်ကနေယနေ့အချိန်ထိတော့စကိုင်းတိုင်းအထက်ပိုင်းမှာကျမတို့အဓိကလှုပ်ရှားဆောင်ရွက်နေတဲ့ဖွဲ့ဖြစ်ပါတယ်ရှင် ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆိုတော့ခုနဆရာမပြောတဲ့အထက်မှာဒါအမျိုးသမီးတွေရဲ့ခွင့်ရေးဆိုင်ရာနဲ့ပတ်သက်ပြီးတော့မှအများကြီးပြောသွားတယ်ပေါ့နော်ဒီအတွက်လည်းပဲဆရာမတို့အများကြီးလှုပ်ဆောင်နေတယ်ဆိုတာကိုကြားသိရတာဆိုရင်မတမအာရဝမြောက်စရာဖြစ်ပါတယ်ဆိုတော့ဒူနီတူပဲဒီတော်လှန်ရေးကာလမှာဆိုလို့ရှိရင်ဟိုလူငယ်တွေနဲ့အမျိုးသမီးတွေရဲ့ပါဝင်မှုကဏ္ဍပေါင်းစုံကနေပြီးတော့မှဥစားမှုကဏ္ဍတွေကဟိုအရင်ကထက်ပိုပြီးတော့ကြဲကြဲပြန့်ပြန့်ဒါတွေ့ရှိနေရတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးလူငယ်တွေပြီးတော့အဓိက နေနဲ့အမျိုးသမီးတွေအနေနဲ့အခုလိုမျိုးကဏ္ဍဆောင်ကနေပြီးတော့မှဥဆောင်မှုအခန်းကဏ္ဍကိုဆ iam မအနေနဲ့ဘယ်လိုများဟိုသုံးသပ်ထားပါလဲပေါ့နော်ပြီးတော့မှဒီထက်ပိုပြီးတော့မှပါဝင်မှုပူပေါင်းပါဝင်မှုမြင့်တင်ပေးဖို့အတွက်ရောဘယ်လိုတွေပူပေါင်းဆောင်ရွက်သင့်တယ်လို့ဆ iam မအနေနဲ့ထင်မြင်ယူဆထားပါလဲရှင်ဒီ2023စစ်တပ်အာဏာသိမ်းပြီးနောက်မြန်မာပြည်ရဲ့ပေါ်လံရေးရဲ့အခြေချင်းကအရင်ခေတ်တုန်းကနှစ်ပေါင်း80ကျော် တိုင်းသားတွေတိုက်လန့်ခဲ့တဲ့တော်လှန်ရေးနဲ့တော့နည်းနည်းလေးတော့ကွဲသွားတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်မြန်မာနိုင်ငံတဝမ်းပုံလုံးပူပေါင်းပါဝင်ကြတဲ့တော်လှန်ရေးဖြစ်တယ်။အဲ့ဒီအဲမှာမှအမျိုးသမီးတွေရောလူငယ်တွေရောကိုယ့်ရဲ့တက်ကျွမ်းတဲ့ကဏ္ဍအနေပြီးမှဒီတော်လှန်ရေးမှာအင်တိုက်အားတိုက်ပါဝင်ကြတဲ့အခင်းချင်းဖြစ်တယ်ပေါ့နော်။ဆိုတော့ အာဆဆချင်းဟိုရှေထွက်ပြီးမှဥမာတပိတ်ဒီဖြစ်စေပေါ့နော်နောက်ပြီးတော့စန္ဒပြတဲ့နေရာမှာဆိုလို့ရှင့်လေပြန်ကြည့်မယ်ဆိုလို့ရှင့်လူငယ်နဲ့အမျိုးသမီးတွေကအဓိကထားပြီးမှလှုပ်ဆောင်လာခဲ့ကြတဲ့အခင်းချင်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒါပေမဲ့လည်းဒီဆက်လက်ပြီးမှအခုချိန်ချိန်နေမှာကျတော့ဒီဥဆောင်မှုအခန်းကဏ္ဍပြောရမလားဆုံးဖြတ်ချက်ချတဲ့အခန်းကဏ္ဍတွေမှာတော့ ပါဝင်လာတဲ့အရေးအတွက်ကအရန်ဝင်နေတာကိုစိတ်မကောင်းစရာနဲ့တွေ့ရတယ်ပေါ့နော်ဆိုတော့ပြောချင်တာကဒါတနိုင်ငံလုံးအတိုင်းအတာမှာအစုအဖွဲ့တွေအများကြီးရှိတယ်အစုအဖွဲ့အစုအဖွဲ့အတိုင်းမှာပဲဒါပေမဲ့တချို့တော့အစုအဖွဲ့တွေကျတော့အရန်ကိုဟိုဘယ်လိုပြောမလဲအကုန်ယူစရာလို့ပြောရမှာလားအမျိုးသမီးတွေပါဝင်မှုလူငယ်တွေရဲ့ပါဝင်မှုပြီးတော့ LGBT တွေရဲ့ပါဝင်မှုကိုအခန်းကဏ္ဍမြင့်တင်ပေးထားတဲ့အစုအဖွဲ့တွေလည်းရှိဒါပေမဲ့လည်းအရန်ရှားတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးအစုအဖွဲ့တွေ အပါဝင်ဖို့အခင်းချင်းလှုပ်ဆောင်ပေးတဲ့အတိုင်းဝိုင်းကအရန်ရှားတယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒီဟာကြောင့်လဲကျမတို့ရဲ့ဒီတော်လိုင်းရင်းကြီးကပုံပြီးမှရှေးကြလာများဖြစ်မလားဆိုတဲ့ဟာလဲအာကျမတို့သုံးသပ်မိတယ်ပေါ့နော် ဟုတ်ကဲ့ပါဆိုတော့အာလက်ရှိအချိန်မှာဆိုလို့ရှင်လဲဒါစစ်ကောင်စီအနေနဲ့ဒါရွေးကောက်ပွဲပြုလုပ်ဖို့ကိုအကျင့်နဲ့စူးစမ်းနေတဲ့ဂါလာဖြစ်တယ်ပေါ့နော်ဆိုတော့အာစစ်ကောင်စီအနေနဲ့ကျင်းပဖို့စီစဉ်နေတဲ့ဒီအတူအယောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ရောကူကီအမျိုးသမီးအဖွဲ့ရဲ့ရည်တည်ချက်ကဘာများဖြစ်မလဲပေါ့နော်ပြီးတော့ပြည်သူလူထုအနေနဲ့ရောဒီတော်လှန်ရေးအင်အားစုတွေအနေနဲ့ရောဒီရွေးကောက်ပွဲအပေါ်မှာဘယ်လိုတွေတုံ့ပြန်ပြီးတော့ဆောင်ရွက်သင့်တယ်လို့အကြံပြုချင်ပါလိမ့်ရှင်မိတ်ဖို့မှလည်းပါတော့တဲ့အတိုင်းပဲပေါ့နော်အတူအယောင်လေးနော်ဒါက အမှန်စစ်မှန်မဟုတ်ဘူးတရားမျှတမှုမရှိဘူးအတုအယောင်ဖြစ်နေတာနောက်တစ်ခုကဘလို့မဟိုဘလို့ပြောမလဲပြောရမယ်ဆိုလို့ရှင်တော့အာစစ်ကောင်စီနဲ့သူ့ရဲ့ပေါင်းပါတွေကနိုင်ငံရေးထွက်ပေါက်နေတဲ့ဒီကောင်တို့က show အနေနဲ့လုပ်ပြမဲ့သဘောပုံစံတော့ဖြစ်တယ် ြောရမယ်ဆိုတော့လေ show ပေါ့ show ပြတာပေါ့နော်ဆိုတော့အဲ့လိုသဘောတော့ဖြစ်တယ်ဒါကြောင့်မို့လို့ကျမတို့ပြည်သူပြည်သားတွေကမဲထဲ့ထဲ့မထဲ့ထဲ့သူ့မှာကရလက်ကသူ့ဘက်ကရှိထားပြီးသားပဲဒါပေမဲ့တော့ကျမတို့ဟိုပြည်သူတွေအနေနဲ့ကတော့ဒီတိုင်းပြောရမယ်ဆိုလို့ရှင်တော့တော်တော်တော့ခက်ပါတယ်ဟိုမြန်မာပြည်ထဲမှာရှိနေတဲ့ပြည်သူတွေဥပမာသူတို့ရဲ့မဲဆန္ဒနဲ့အထဲမှာကျုံးဝင်တဲ့ပြည်သူတွေကတော့မတော်နဲ့လို့ပြောလို့မရအောင်လေနော်အထဲမှာရှိနေတယ်သူတို့မှလက်နဲ့ရှိတယ်သူတို့မထင်မထင်သူတို့လုံနိုင်တဲ့ အာလူတွေဖြစ်တယ်လူလူစိတ်တော့မရှိတော့ဘူးပေါ့ဆိုတော့အာကျမတို့ပြည်သူတွေအသက်နိုင်ဆုံးကျမတို့လုံနိုင်တာမဲမထည့်ဖို့ပဲဒါပေမဲ့လည်းတချို့တော့ပြည်သူတွေတော့လွန်ဆန်နိုင်ဖို့တော့ခက်ခဲတော့ဖြစ်လိမ့်မယ်ဒါပေမဲ့ကျမတို့တွေထုတ်ဖို့ပြောရမှာလေဒီလုံမဲ့ဒီအတူရောင်ရွေးကောက်ပွဲဆိုတဲ့ဟာကလုံးဝတရားမျှတမှုရှိမဲ့ဟာမဟုတ်ဘူးဆိုတဲ့ဟာကိုကဘာကတည်းအောင်ကျမတို့ကထုတ်ဖို့ပြောရမယ့်အပေါင်းတော့ကျမတို့မှာရှိတယ်ဒီဟာနဲ့ပတ်သက်ပြီးမှကျမတို့ ီလူတွေကတော့အသက်နိုင်ဆုံးဒီဟာဟိုမဲမထဲအောင်တတ်နိုင်ဆုံးပေါ့မတော်တာတော့တတ်နိုင်အကောင်းပေါ့ဒါပေမဲ့လုံးဝပြောလို့တော့မရဘူးဒါပေမဲ့သွားသွားမသွားသွားသူကတော့မဲတွေတကောင်ဇယင်းထဲကဇယင်းဇရာတွေအတိုင်းသူတို့ကောက်ထားတယ်နော်ထဲကိုသွားသွားမသွားသွားသူထဲနောက်ထဲနေမှာပဲဆိုတော့အဲ့ဒီသဘောတော့ရှိတယ်ဒါကြောင့်မလို့ဒီရွေးကောက်ပွဲကဘလိုနီးနဲ့မှညာတာတဲ့အရာဖြစ်မှာမဟုတ်ဘူးပေါ့ဆိုတော့ဘလိုပဲလှုပ်လှုပ် ရလက်အတွက်ကိုသူ့မှာပြင်ထားပြီးသားပဲလေနော်ဆိုတော့ဘလို့မှတရားမျှတမှုဖြစ်တဲ့ရွေးကောက်ပွဲမဟုတ်ဘူးပေါ့ ဟုတ်ကဲ့ပါဆိုတော့ဒါတော်လှန်ရေးကာလဟာဆိုလို့ရှင်လေ၄နှစ်ကျော်၅နှစ်တာကာလမှာပေါ့နော်အာရောက်ရှိလာပြီဖြစ်တယ်ဆိုတော့ဒီကာလအတွင်းမှာတော်လှန်ရေးအင်အားစုတွေအနေနဲ့အချင်းချင်းကြားမှာဟိုဒါပြိပခလေးတွေအညွန့်ပွားမှုလေးတွေလည်းကြုံတွေ့နေရတာဖြစ်တယ်ပေါ့နော်ဒီအပေါ်မှာမိဘပြည်သူတွေအနေနဲ့ဟိုစိုးရိမ်မှုတွေလည်းမြင့်တက်နေတာကိုတွေ့ရတယ်ဆိုတော့ဆီယမအနေနဲ့ရောဒီတော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့လက်ရှိတော်လှန်ရေးကာလမှာတစုတစည်းတဲ့နဲ့ပုံမှုပြီးတော့မှစီလုံးညီညွတ်စွာနဲ့ပဲ ်အပူပေါင်းဆောင်ရွက်နိုင်ဖို့ဘယ်လိုမျိုးချင်းကပ်နည်းတွေလိုအပ်တယ်လို့ထင်မြင်ယူဆထားပါလဲရှင်။ကျမတို့မြန်မာပြည်မှာကတော်လိုင်းရေးလုပ်နေတဲ့အစုဖွဲ့တွေအများကြီးအရှိနေတယ်ပေါ့နော်အများကြီးရှိနေတယ်ပြီးလို့ရှိရင်တစုတစည်းတည်းရှိနေတဲ့ဟာတွေရှိတယ်တချို့ကတစုတစည်းတည်းမရှိနေတဲ့ဟာတွေရှိတယ်ပေါ့ဆိုတော့အဲ့ဒါတွေအတွက်ရေးစရာကောင်းတယ်ဒါကြောင့်မို့လို့လဲကျမတို့ရဲ့ဒီစံဖက်စစ်ကောင်စီကိုသွန်းလှန်တော်လှန်တဲ့နေရာမှာ မလိုအပ်ပဲနဲ့အရန်ရှည်ကြနေတဲ့ခရီးကိုကျမတို့ရှောက်နေရတယ်လို့ကျမတို့သုံးသပ်မိတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျမတို့တွေကအစုအဖွဲ့တွေတစ်ဖွဲ့ချင်းစီရဲ့လှုပ်ဆောင်မှုတွေပုံစံတွေကျမတို့မတူဘူးဆိုပေမဲ့လည်းကျမတို့ပုံလုံးတွေရဲ့ပင်မပေါ့နော်ပင်မကျမတို့ရဲ့မျောမှန်းထားတာကစစ်အာဏာရှင်စနစ်ချုပ်ငင်းဖို့ပဲဘာဖြစ်သူ့ကိုကျမတို့တိုက်ထုတ်ဖို့ပဲဆိုတော့ဘုံကြီးမှန်းချက်ကတော့အတူတူပဲ လုံဆောင်ပုံပဲကျမတို့မတူကြတာပေါ့နော်တယောက်ကတမျိုးလက်နက်ကင်တော်လာနဲ့လူရှိသလိုတချို့ကလက်နက်မကင်ပဲနဲ့လည်းစစ်ကောင်စီကို against လုပ်နေတဲ့အခွဲတွေလည်းရှိတာပါပဲဆိုတော့ဒါပေမဲ့လည်းဘုံရီမန်းချက်ကကျမတို့ကဒီစစ်အာဏာရှင်အမြင့်ပြတ်ဖို့အတွက်ကျမတို့ရဲ့ဘုံရီမန်းချက်ဖြစ်တဲ့ခါကျတော့အစိုးဖွဲ့တွေတိုင်းအစိုးဖွဲ့တွေတိုင်းကကျမတို့တစုတစည်းတဲ့စုစည်းနိုင်တဲ့အခင်းအချင်းလွမ်းချုံနိုင်တဲ့အခင်းချင်းတနိုင်ငံလုံးကတော့လွမ်းချုံနိုင်တဲ့အခင်းချင်းဖြစ်ဖို့ကတော့ခက်ခဲလိမ့်မယ်နားလေလက်ခံတယ်အဲ့ဒါတော့လေဒါပေမဲ့လည်းဥပမာ ထားပါတော့ဟိုပြည်နယ်နဲ့တိုင်းတွေရှိတယ်။တိုင်းအလိုက်မှာဆိုလို့ရှိရင်လည်းဥမာတိုင်းတစ်တိုင်းမှာရှိနေတဲ့ကျမတို့ဆိုစကိုင်းတိုင်းစကိုင်းတိုင်းမှာရှိနေတဲ့အာစုဖွဲ့တွေအကုန်လုံးစုစည်းနိုင်တဲ့ရန်တရား platform တစ်ခုပေါ်လာဖို့တော့လိုအပ်တယ်။အဲ့လိုရန်တရား platform တစ်ခုပေါ်လာဖို့အတွက်ဆိုလို့ရှိရင်ဘယ်သူ့ဟိုမှာခြံထားခဲ့လို့မရတဲ့မျိုးနဲ့ကျမတို့တွားရမှာပြောချင်တာကစကိုင်းတိုင်းထဲမှာကစကိုင်းတိုင်းမှာကဟုတ်တယ်ဗမာလူမျိုးတွေများတယ်ဒါပေမဲ့လည်းဌာနေတိုင်းသားတွေအများကြီးရှိတယ်ဥပမာကျမတို့ဆိုလို့ရှိရင်စကိုင်းတိုင်းမှာနေတယ် ။ဌာနေတိုင်းတော့ကူကြီးတွေဖြစ်တယ်။နောက်ပြီးတော့နာကတွေလည်းရှိတယ်။ရှမ်းနေရှိတယ်။ဂဒူးတွေ၊ကနန်းတွေ၊တခြားရောဟာတွေလည်းရှိတယ်။ဆိုတော့ဒီလူမျိုးတွေအကုန်လုံးပါဝင်တဲ့စုရက်တစ်ခုနဲ့ platform တစ်ခုဖြစ်လာဖို့ကဒီအခုလောလောဆယ်ခေါင်းဆောင်ပိုင်းတွေမှာတာဝန်ယူနေတဲ့လူတွေကဒါကိုအဓိကထားပြီးလုပ်ရမယ်။ဟိုမှာကိုယ့်ရဲ့တခြားတခြားတော့ mandate တွေကိုပဲအရင်ကင်ဆွဲနေရမယ့်အချိန်မဟုတ်တော့ဘူးလို့တော့ကျွန်မပြောချင်တယ်အကုန်လုံးစုစည်းနိုင်မဲ့ platform ကိုကျွန်မတို့တွေ အဘသူမှလာလို့ပေးမှာမဟုတ်ကိုရီချင်းချင်းပဲပေါ့နော်လောလောဆယ်မှာအောင်ဆောင်လုပ်နေတဲ့လူတွေအချင်းချင်းခုနပြောသလိုပဲဘုံကြီးမှန်းချက်တူညီတယ်ဆိုလို့ရှင်တော့လောက်ဆောင်ပုံစံကျမတို့မတူရင်တော့မှကျမတို့စုစည်းလို့ရတယ်လေနော်ဘုံကြီးမှန်းချက်မတူမှသာကျမတို့စုစည်းဖို့တက်တာခက်မှာဖြစ်တယ်ပေါ့နော်ဆိုတော့အကုန်လုံးကိုဘသူ့အမှချမ်းမထားခဲ့တဲ့စနစ်နဲ့စုစည်းနိုင်တဲ့ရန်တရားတစ်ခုပေါ်လာဖို့အရန်ကိုလိုအပ်ပါတယ်လို့ ဟုတ်ကဲ့ပါဆိုတော့ဆီမကအခုအချိန်မှာဆိုလို့ရှိရင်လေကူကီအမျိုးသမီးဆိုင်ရာလူအခွင့်အရေးအစည်းအရုံးနဲ့ပေါ့နော်ဒါလှုပ်ရှားနေတဲ့သူတဦးအနေနဲ့ရောဒါအနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တစ်တိဆောက်တဲ့အခါကြလို့ရှိရင်အာဆီမတို့ကူကီအမျိုးသမီးအဖွဲ့ရဲ့အဓိကမျှော်မှန်းချက်တွေဒါရည်ရွယ်ချက်တွေကဘာများဖြစ်မလဲအာဒီရည်မှန်းချက်တွေအောင်မြင်ဖို့အတွက်ရောအဖွဲ့အစည်းအနေနဲ့ဘလို့အခန်းကဏ္ဍကနေပြီးတော့မှပါဝင်သွားဖို့အစီအစဉ်ထားတာမျိုးရှိလဲရှင့် ခုနကကျမပြောတဲ့ကျမတို့ရဲ့ဖွဲ့ရဲ့ဟိုမျော်မှန်းချက်မှလည်းပါတယ်ပေါ့နော်ကျမတို့ကူကြီးတမျိုးသားထဲငိမ့်ချမ်းဖို့ဟုတ်ကောမြန်မာနိုင်ငံတဝမ်းမှာစစ်မှန်တဲ့ Federal Democracy ပေါ်ပေါက်လာဖို့ကျမတို့ကအဓိကမျော်မှန်းထားတယ်ပေါ့နော်ဆိုတော့အခုကာလမှာဆိုလို့ရှိရင်လေဒီမြန်မာပြည်မှာအခုဟာကအချင်းချင်းကနိုင်ငံရဲ့အချင်းချင်းကလုံးဝမတူတော့ဘူးအရင်ခေတ်တည်းနဲ့တော့မတူတော့ဘူးဆိုတော့မြန်မာပြည်မှာတကယ်ကိုလိုအပ်တာက button up federal နဲ့ပတ်သက်တဲ့နိုင်ငံတော်ဖြစ်ပဲကျမတို့အတွက်ဟောကျမတို့ကတော့မျော်လင့်တယ်အဲ့ဒီမှာတောင်မှ bottom up federal ဆိုတဲ့နေရာတောင်မှကျမတို့မှာနိုင်အပြည်နယ်နဲ့တိုင်းတိုင်းမှာလူမျိုးတိုင်းရှိတယ်ဆိုတော့မြန်မာပြည်ကအရင်တုန်းကအာလူမျိုးကြီးတွေကနေလှုပ်ထားတဲ့သူ့ရဲ့လူမျိုးကြီးဖြစ်တည်မှုနဲ့တခြားတော့ဌာနေတိုင်းရင်းသားတွေကိုလွှမ်းမိုးတာတွေဟောအဲ့လိုမျိုးဖြစ်တဲ့ဟာတွေမဖြစ်တင်ဘူး ဆိုတော့ကျမတို့ဒီအနာဂတ် federal မြန်မာနိုင်ငံပေါ့နော် federal တည်ဆောက်တဲ့နေရာမှာ bottom up federal ကိုလုံးဝကျမတို့မြန်မာနိုင်ငံမှာရှိတဲ့အပိုင်းသားတွေအကုန်လုံးသွန်ရမယ်အဲ့ဒီအထဲမှာတောင်မှမြန်မာပြည်ထဲမှာနေတဲ့မူရင်းဌာနေအပိုင်းသားတွေလည်းသူ့ရဲ့လူမျိုးဖြစ်တည်မှုကိုကျမတို့ကတိမှတ်ပြုပေးရမယ်အဲ့ဒီပြလို့ရှိရင်ကျင်းနိုင်ငံနဲ့ကျင်းတဲ့အာနိုင်ငံတော်စနစ်ကပေါ်ထွက်လာမယ်အဲ့ဒီအဲ့ဒီအခါကျမှကျမတို့မြန်မာတနိုင်ငံလုံးကငြိမ်းချမ်းပြီးတရားမျှတဲ့ စနစ်ပေါ်ထွက်လာမှာဖြစ်တယ်ပေါ့နော်ကျမတို့လူမျိုးကတော့အဲ့လိုမျိုးကိုပဲအာကျမတို့လူကြီးလူမျိုးအနေနဲ့က bottom up federal ဖြစ်ရမယ်ပြီးလို့ရှိရင်ဌာနေတိုင်းရင်းသားတွေနဲ့တခြားတော့သူ့ရဲ့လူမျိုးဖြစ်တည်မှုတွေကိုအတိအမှတ်ပြုတ်ပေးတဲ့နိုင်ငံတော်တစ်ကိုပဲကျမတို့အမျှော်လင့်ပါတယ်လို့ ဟုတ်ကဲ့ပါဆိုတော့ဒါຫນွေဥတော်လိုင်းရအောင်မြင်ဖို့အတွက်ဒါပြည်သူလူထုအနေနဲ့ရောဘလို့နီးလန်းနေပြီးတော့ဘလို့ကဏ္ဍတွေကနေပို့ပြီးတော့မှပူပန်းပါဝင်တင့်တယ်လို့အကြံပြုချင်ပါလဲရှင်ဒီအထုသဖြင့်ပေါ့နော်အမျိုးသမီးတွေနဲ့ကလေးသူငယ်တွေအတွက်ဘလို့မျိုးပံ့ပိုးမှုတွေလိုအပ်နေသေးတယ်လို့ဆရာမအနေနဲ့မြင်မိပါလဲရှင်ဟုတ်ကဲ့ຫນွေဥတော်လိုင်းရအောင်မြင်ဖို့အတွက်ကို ကျမတို့ဒီတော်လိုင်းရတစ်ခုလုံးအောင်မြင်ဖို့အတွက်ကျမတို့မြန်မာနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတဲ့အပေါင်းလုံးပါဝင်ကြည့်တယ်လို့တော့ကျွန်မပထမဆုံးပြောချင်တယ်ပေါ့နော်။ဘာလို့လဲဆိုရင်ဆဆချင်းအာနာသိမ့်ပြီးကြတဲ့ကျွန်မတို့ပြည်သူတွေရဲ့အာလှုပ်ဆောင်ခဲ့တဲ့ဟာတွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်အရင်ချီးကျူးစရာကောင်းတယ်ကျွန်မတို့ပြည်သူတွေကပေါ့နော်။အာဘာဖြစ်လို့လဲဆိုလို့ရှိရင်ခေတ်ဆက်ဆက်မှာကျွန်မတို့မြန်မာနိုင်ငံကဆိုရဆက်ဆက်ရဲ့ဖိနှိပ်ထုတ်ချက်မှုအောက်မှာနေခဲ့ကြတာဖြစ်တယ်။ဒါပေမဲ့လည်းဒီ2023အာနာသိမ့်တဲ့အချိန်မှာကျမတို့မြန်မာနိုင်ငံတဝန်း တောင်ပေါ်မြေပြန့်အကုန်ဒီဟာကမတရားဘူးဆိုတော့လေမြင်တယ်မတရားတာကိုလည်းမတရားတဲ့အကြောင်းကိုကျမတို့ကသွန်းလန်ရမယ့်တာဝန်ရှိတယ်ဆိုတော့အသိစိတ်နဲ့ဒီလူဒီသားတိုင်းကပို့မပါဝင်ကြတယ်ပေါ့နော်အများစုပေါ့နော်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေကအရန်တာဝန်ကြီးတယ်လို့တော့ကျမကပထမဆုံးဟောပြောချင်တယ်ကျမတို့တွေအရန်တာဝန်ကြီးကြတယ်ပေါ့နော်အော်ဒါပေမဲ့လည်းတစ်ဖက်မှာကျမတို့ပြည်သူတွေကဆက်လက်ပြီးမှဘယ်လိုပူပေါင်းရမလဲဆိုလို့ရှင်ဒီအကြမ်းဖက်တဲ့စစ်တပ်တွေစစ်အာဏာရှင်အကြမ်းဖက်တဲ့ ဆက်အာနာရှင်စနစ်လုံးဝချုပ်ငိမ့်သွားတဲ့အခြေကိုကျမတို့ဆက်ပြီးတိုက်ပွဲဝင်နေရမှာဆိုတော့အဲ့ဒီအဲမှာမှကျမတို့အမျိုးသမီးတွေခြားတော့ခါနေတိုင်းရင်သားလူနဲ့လူမျိုးနွယ်စုငယ်တွေရောပို့ပြီးမှတခြားလူတွေထက်တော့ဆက်ပြီးကျမတို့ဆက်ပြီးသွန်းတိုက်ရအောင်မဲ့အရာတွေတော့ရှိတယ်ဥပမာဆိုလို့ရှိရင်အမျိုးသမီးတွေကဏ္ဍနဲ့ဆိုလို့ရှိရင်လည်းကျမတို့အမျိုးသမီးတွေကတစ်ဖက်မှာစစ်အာဏာရှင်ကိုလည်းတော်လန်တယ်လို့တစ်ဖက်မှာလည်းဒီ patriarchy စနစ်ကိုတော်လန်နေတာကျမတို့အမျိုးသမီးတွေကအဲ့လိုပဲ နှစ်ခုကိုလုပ်နေရတယ်ပေါ့နော်တခြားပုံမှန်လူတွေထက်စားလို့ရှိရင်အဲ့လိုမျိုးလုပ်နေရတယ်နောက်တစ်ခုကကျမတို့ဌာနေတိုင်းရင်းသားဥမာလူမျိုးနွယ်စုငယ်တွေဆိုလို့ရှိရင်လေထိုနည်း၎င်းပဲဆက်အနာရှင်လည်းတော်လာနေပြီးလို့ရှိရင်ဒီမှာလူမျိုးကြီးဝါရကိုချုပ်ငိမ့်ဖို့အတွက်ကိုလည်းကျမတို့သွန်လန်တိုက်ပွဲဝင်နေရတဲ့အခြေအနေဖြစ်တယ်ဆိုတော့ကျမတို့ဆက်ပြီးတော့သွန်လန်ရမှာပဲကျမတို့ညသတဲ့လူကိုလူလိုတံပိုးထားပြီးမှ ခွဲခြားဆက်ဆံမှုမရှိတဲ့အကုန်လုံးလူတိုင်းတန်းတူညီတူ ခွင့်ရရနိုင်တဲ့အဆင့်တရာတော့ကျမတို့ဆက်ပြီးတော်လာနေကြမှာဖြစ်တယ်ဒါကြောင့်မို့လို့အာကျမတို့အားမလျော့သင့်ဘူးဆက်ပြီးမှလည်းကျမတို့ခုချိန်လုံနေရတဲ့ဒီဟာတွေအကုန်လုံးကကျမတို့ဒီလောကမှာတက်ရှင်နေတဲ့အချိန်မှာအတိပွင့်ကိုတွေ့ရချင်မှတွေ့ရလိမ့်မယ်ဒါပေမဲ့နောက်တစ်ချိန်ချိန်မှာကျမတို့ရဲ့သားသမီးဖြစ်စေမိမျိုးတွေဖြစ်စေမှာတော့အကျိုးသက်ရောက်မှာတော့ရှိမှာပဲတစ်ချိန်ချိန်တော့ကျမတို့ရဲ့တော်လိုင်းကြီးကလုံးဝအောင်မြင်မှာတော့မန်တဲ့အတိုင်းပဲချိန်ဆိုတဲ့အတိုင်းသားကတော့ ခေါင်းဆောင်တွေပေါ်မှာတော့မူတည်တာပေါ့နော်ဆိုတော့ကျမတို့ရဲ့တော်လိုင်းရဲ့အွဲ့ညံချင်းနေချင်းကအဲ့တို့ပေါ်မှာလည်းမူတည်သလိုကျမတို့ပြည်သူတွေကလည်းတော်လိုင်းရေးဘက်တော်သားတွေပေါ်မှာကျမတို့ဘလိုမျိုးတွေနဲ့ဘလိုနီးလန်းနဲ့ကျမတို့ကူညီပံ့ပိုးပေးနိုင်မလဲဘလိုနီးလန်းနဲ့ကျမတို့တွေတာဝန်ယူသင့်တယ်လဲဆိုတဲ့ဟာကိုတော့အာကျမတို့အကုန်လုံးတွေမှာဆက်ပြီးမှချင်းချင်းအပြန်အလှန်ပံ့ပိုးပြီးမှလှုပ်ဆောင်ဖို့တော့လိုအပ်ပါသေးတယ်ပေါ့နော် ဟုတ်ကဲ့ပါ နောက်ဆုံးအနေနဲ့ပေါ့နော်ဒီຫນွေဦးတော်လိုင်းရဲ့နောက်ဆုံးရလတ်ကိုဆရာမအနေနဲ့ဘယ်လိုတွေမျှော်လင့်ထားလဲပေါ့နော်ဒီလိုရလတ်ကောင်းတွေရရှိအောင်လို့ဆရာမတို့ cookie အမျိုးသမီးအဖွဲ့ဟိုအနေနဲ့ရောဘယ်လိုကတိကဝတ်တွေနဲ့ဆက်ပြီးတော့မှဂျိုးပန်းသွားမယ်လို့မိဘပြည်သူတွေကိုပြောပြလိုပါလဲရှင့်ဟုတ်ကဲ့ဒီຫນွေဦးတော်လိုင်းရဲ့ဒီတော်လိုင်းရဲ့နောက်ဆုံးရလတ်ကတော့ဘယ်လိုအနေနဲ့ကျမတို့ကအောင်မြင်ခြင်းပန်းတိုင်းနဲ့ကျမတို့နိုင်အောင်တိုက်ရမှာပေါ့နော်မနိုင်မချင်းကျမတို့တိုက်နေရမှာဖြစ်တယ် ဆိုတော့တစ်ချိန်ချိန်မှာတော့ကျမတို့မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့မျောလင့်တဲ့ကျမတို့တရားမျှတတဲ့လုံးဝကိုစစ်မှန်တဲ့အကုန်လုံးပါဝင်နိုင်တဲ့မြန်မာနိုင်ငံတစ်ဖြစ်လာဖို့အချိန်ကြီးကိုကျမတို့ဆက်ပြီးတော်လန်ကြမယ်ကျမတို့တွေလည်းမျောလင့်နေဩယုံလဲယုံကြည်တယ်လုံးဝကျမတို့ဒီတော်လန်ရေးမှာတော့ကျမတို့လုံးဝအောင်မြင်စွာနဲ့ကျမတို့လုံနိုင်မှာ တော့ جماعه တို့ယုံကြည်တယ်ဒါကြောင့်မို့လို့အကုန်လုံးကူပေါင်းပါဝင်ပြီးမှ جماعه တို့ဆက်ပြီးလုပ်သွားရမှာပေါ့နော်ဆိုတော့ جماعه တို့ကုကြီးမျိုးသမီးဖွဲ့နေနေဆိုလို့ရှိရင်တော့လေထိုနည်း၎င်းပါပဲဒီမတရားတာကိုငင်ခံနေမဲ့ဖွဲ့ထဲမှာတော့ جماعه တို့မပါအောင်မတရားတာကိုမတရားတဲ့အတိုင်းခုခံတော်လာမဲ့အဖွဲ့ထဲမှာပါတယ်ဆိုတော့ جماعه တို့ကုကြီးမျိုးသမီးဖွဲ့ဆိုလို့ရှိရင်လေ جماعه တို့ကအားလုံးမြန်မာနိုင်ငံမှာ جماعه တို့အားလုံးပါဝင်နိုင်တဲ့စစ်မှန်တဲ့ Federal Democracy နဲ့ ကျင့်သုံးတဲ့နိုင်ငံတော်တွေကိုမျော်မှန်းတယ်အဲ့ဒီလိုမျော်မှန်းတယ်လို့ပဲကျမတို့ကတော့ကျမတို့ရဲ့ကြာရကဏ္ဍကနေကျမတို့လုံနိုင်တဲ့ကဏ္ဍကနေကတော့အာနာရှင်မန္တမြကိုတိုက်ဖြတ်တဲ့နေရာမှာအမြဲတမ်းပါဝင်နေမယ်ဆက်ပြီးတော့လှုပ်သွားမှာဖြစ်ပါတယ်လို့ကျမတို့တွေအကုန်လုံးဒီလိုမျိုးကူပေါင်းပါဝင်ခြင်းကြောင့်တစ်ချိန်ကျလို့ရှင်တော့ကျမတို့ရဲ့မြန်မာနိုင်ငံဟာအာလုံးဝစစ်မှန်ပြီးမှ Federal Democracy စနစ်နဲ့နိုင်ငံတစ်အနေနဲ့ကျမတို့မြင်တွေ့ရမှာဖြစ်ပါတယ်လို့ ဟုတ်ကဲ့ပါခုလိုဖြည့်ချပေးရတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်ဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ်ဆရာမရင်